်မရှိတော့ရင်ဘာဖြစ်သွားမလဲအယူကြီးမရှိတော့တဲ့အခါပြိုကွဲသွားတဲ့အခါအယူကြီးကိုလူတွေယုံကြည်မှုညော့ပါသွားတဲ့အခါကြောင့်လို့ရှိရင်အယူကြီးလက်အောက်မှာရှိနေတဲ့ဒီ PDF တွေရောအယူကြီးလက်အောက်မဝင်တဲ့ login PDF တွေရောအကုန်လုံးကိုဒီအမိတ်အာနာစီစဉ်မှုနော်ဆွေးနွေးတိုင်ပင်မှုချိတ်ဆက်မှုလုံးဝမရှိတော့ဘဲနဲ့ဝစီးပြည်လို့ပြီးသွားမယ်နော်ဒါကအယူကြီးပြိုကွဲသွားရင်ဖြစ်လာမယ့်နံပါတ်1အရာဖြစ် နောက်ထပ်နံပါတ်3ကတော့အယုကြည်မှုမရှိတော့ရင် EAO EAO တွေကသူ့မင်းသူ့ချင်းပို့ပြီးတော့ဖြစ်သွားမယ်ကြိုးဆိုပါတယ်ပြည်သက်ကြီးဒီနေ့ကျွန်တော်တို့ရဲ့အစီအစဉ်ကတော့မြန်မာပကတိနိုင်ငံရဲ့အခြေအနေကိုပကတိအတိုင်းခွဲခြမ်းစိတ်ဖြာသုံးသပ်သွားမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG တီနေဦးတော်လန်ရေးဤအဓိကဖွဲ့စည်းပုံဖြစ်ရည်တည်နေခြင်းတွင် NUG မရှိခြင်းကတော်လန်ရေးဤ နိုင်ငံရေးလမ်းကြောင်းနဲ့စည်ရေးအရှိန်ဟုန်ကိုမြို့တို့ထိခိုက်စေနိုင်မည်နီးဆရာမမတဲတဲအေးမထောက်ပြဆွေးနွေးထားသည့်အချက်၃ချက်ကိုအခြေခံ၍တော်လှန်ရေး၏အနာဂတ်ရေရှည်တည်တံ့ခိုင်မြဲရေးကိုအတူတကွတုံ့တက်လိုက်ကြပါစို့ဒီပြည်သူကြားထဲမှာတွေးခွဲအောင်လုပ်လာတဲ့ကိစ္စရက်တွေအားလုံးဒီနော်အချိန်တိုင်းဖြစ်နေတာဖြစ်တယ်နော်ဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးနော်ဟိုနိုင်ငံရေးမှာတိုက်ဆိုင်မှုဆိုတာမရှိပါဘူးဒါဟာတမင်တကာရည်ရွယ်ပြီးတော့လုပ်ထားတာလုပ်နေကြတာဖြစ်တယ် အားရကိုကျွန်တော်တို့ပြည်သူလူထုကနားလည်ဖို့လိုတယ်။ပြည်သူကအယူကြည်ကိုစိတ်ပြက်လေးလေးစစ်ကောင်စီကကြိုက်လေ။အဲ့တော့ကျွန်တော်ကပြန်ပြီးစဉ်းစားရမယ်ဆိုရင်အယူကြည်ပြုတ်သွားရင်ဘာဖြစ်နိုင်မလဲ။အဲ့ဒါကိုကျွန်တော်တို့စဉ်းစားဖို့လိုတယ်။တကယ်လို့အယူကြည်လှုပ်ဆောင်မှုတွေနေကွေးနေတယ်လှုပ်ဆောင်မှုတွေကအားရစရာမကောင်းဘူးဆိုပြီးတော့အယူကြည်ပြုတ်သွားတဲ့အခါကျရင်ကျွန်တော်တို့ဆုံးရှုံးနင့်နိုင်ရမှာအများကြီးပဲရှိနော်။အဲ့တော့အယူကြည်ကနိုင်ငံတကာကိုကျွန်တော်တို့ ဒီဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုတွားဖို့အတွက်ပြည်သူလူထုဟာတော်လန်တိုက်ခိုက်နေပါတယ်ဆိုတဲ့အတန်းနေနော်အာနာရှင်တွေဟာဒီမင်းအောင်လိုင်းတို့စစ်အုပ်စုဟာပြည်သူလူထုပေါ်မှာဘလို့ဖိနှိပ်နှိပ်ကွနေတယ်ဆိုတဲ့ကိစ္စတွေနိုင်ငံတကာကိုပြောဖို့လမ်းကြောင်းတစ်ခုတည်းတော့လမ်းကြောင်းဖြစ်နော်အဲ့တော့အန်ယူဂျီပြုတ်ဝဲသွားရင်အဲ့ဒီလမ်းကြောင်းပြုတ်ဝဲသွားလိမ့်နောက်တစ်ခုကအန်ယူဂျီမရှိတော့ရင်ဘာဖြစ်သွားမလဲ အယူကြီးမရှိတော့တဲ့အခါပြိုကွဲသွားတဲ့အခါအယူကြီးကိုလူတွေယုံကြည်မှုရော့ပါသွားတဲ့အခါကြလို့ရှိရင်အယူကြီးလက်အောက်မှာရှိနေတဲ့ဒီ PDF တွေရောအယူကြီးလက်အောက်မှာဝင်တဲ့ login PDF တွေရောအကုန်လုံးကိုဒီအမိတ်အာနာစီစဉ်မှုเนาะဆွေးနွေးတိုင်ပင်မှုချိတ်ဆက်မှုလုံးဝမရှိတော့ဘဲနဲ့ဝစီပြည်လို့ပြီးသွားမယ်เนาะဒါကအယူကြီးပြိုကွဲသွားရင် ဖြစ်လာမဲ့နံပါတ်1အရာဖြစ်နောက်ထပ်နံပါတ်3ကတော့အယူကြီးမှု မရှိတော့ရင် EAO EAO တွေကသူ့မင်းသူ့ချင်းပို့ပြီးတော့ဖြစ်သွားမယ်ဟုတ်လားသူတို့တိုက်ချင်တယ်လို့တိုက်မယ်သူ့ဆွေးနွေးမယ်တိုင်ပင်မယ်အတန်ထုတ်ပေးနေမယ်တိုက်တွန်းအားပေးနေမယ်အကွယ်စီးနော်ခေါင်းဆောင်အကွယ်စီးဟုတ်လားခေါင်းဆောင်အကွယ်စီးဆိုတာသူတို့လက်ခံတယ်ဖြစ်စီလက်မခံတယ်ဖြစ်စီအယူကြီးကိုပြည်သူလူထုလက်ခံတယ်နော်ပြည်သူလူထုလက်ခံတယ်အဲ့တော့အဲ့ရမှာအဲ့လက်ခံတဲ့ကဲမှာငါတို့မပါဘူးဆိုတဲ့လူတွေလည်းကျမပြောချင်တာကပါတီဖြစ်စီမပါတီဖြစ်စီ NUG တီ NLD လက်ထွက်တီဖြစ်တယ် ဒီရွေးကောက်ပွဲမှာအနိုင်ရထားတဲ့ပါတီဖြစ်တယ်အစိုးရတည့်ရဖြစ်တယ်နော်အကေ၍အနာတာမသိခင်ဘူးဆိုရင် तू ဟာအစိုးရပဲဒါကြောင့်မို့လဲ तू ဟာဒီစကားတွေကိုတပါမှာထုတ်နိုင်တာဖြစ်တယ်နော်အဲ့တော့ကျမတို့ကအယူကြီးလက်အောက်ကသွားကြည့်ဒီဖြစ်စီမသွားကြည့်ဒီဖြစ်စီဒါဒီအယူကြီးဆိုတဲ့အစိုးရအဖွဲ့စည်းဒီအများလူတွေအများကြီးထောက်ခံနေတဲ့ပြည်သူလူထုအများကြီးတော်လှန်ပြည်သူတွေအများကြီးထောက်ခံနေတဲ့အဖွဲ့စည်းတစ်ခုဆိုတာပေါ့ဒါလက်ခံရမှာဖြစ်တယ်နော်အဲ့ဒီအတွက်ကျမတို့က အယူကြည့်ပြုတ်ကျသွားလို့ရှိရင်ဒီ EAO ပြရဦးလေးဒီလေသူ့မင်းသူ့ချင်းနဲ့သူတို့ဘာသာသူတို့လုတ်ပြီးတော့သူတိုက်ကြမယ်ဟာလားအဲ့ဒီလိုတိုက်တဲ့နေရာမှာ PDF တွေနဲ့ပေါင်းခြင်းလဲပေါင်းမယ်ပေါ့ရှင်နော်ဒါပေမဲ့ခွဲစုစည်းမှုဆိုတာလုံးဝပြိုကွဲသွားပြီစုစည်းမှုဆိုတာလုံးဝမဖြစ်နိုင်တော့အခုမစုမစုစည်းဘူးလားဆိုတော့အခုလည်းစုစည်းမနေဘူးဒါပေမဲ့အရင်ကြီးမစိုးသေးဘူးကျွန်မပြောချင်တယ်သူတို့ဘလို့ပဲဖြစ်ဖြစ်အယုံကြည်လို့ပျံကြည့်နေရတယ်သူတို့လှုပ်ချင်တာလှုပ်ခွင့်တော့မရသေးလှုပ်ချင်တာလှုပ်ခွင့် ဟိုကြနေလို့သူတို့လုံလိုက်ရင်လေသူတို့ကထီထီကြီးပေါ်နေအောင်မှာအဲ့တော့အန်ယူဂျီပြုတ်သွားလို့ရှိရင်သူတို့လုံချင်ဟာလုံပြရသွားမယ်เนาะအဲ့တော့အန်ယူဂျီကပြုတ်လို့မဖြစ်သေးဘူးပြုတ်ကွဲလို့မဖြစ်ဘူးเนาะသူတို့ကအန်ယူဂျီကိုကာကွယ်ရမယ်အခြေအနေတရမှာရောက်နေလေဆိုတော့ပြောပြတယ်အဲ့ဒီလိုမျိုးကို့သဘောနဲ့ကို့ကိုမင်းကို့ချင်းနေဖြစ်သွားလို့ရှိရင်စစ်ကောင်စီစိတ်ကြိုက်လုံးဝဖြစ်သွားပြီးတော့မှာဒီအီကိုအီရကိုထိမ့်ချုပ်ထားတဲ့နယ်မြေတွေမှာသူကစစ်ကောင်စီကတနယ်မြေချင်းစီတပ်ဖွဲ့ချင်းစီကို တားကတ်ထားပြီးတော့မှထိုးစစ်ဆင်လာမယ်နော်အလွယ်လေးဟိုတိတ်လိုက်လို့ရအလွယ်လေးတိတ်လိုက်လို့ရအယူကြီးမရှိပိုလွယ်သွားပြီဒါကိုကျွန်မတို့ကနားလည်ထားဖို့လိုတယ်နော်အဲ့တော့အဲ့ဒီအယူကြီးမရှိတော့တဲ့အခါကြာလို့ရှိရင်နောက်ထပ်ဖြစ်လာမယ့်ပြဿနာကဒီဒီရက်ဒီမိုးကုတ်မိုးမိတ်ထဲဝင်လာနေတဲ့အကျန်းဖက်စစ်တပ်ကိုဆက်တိုက်နေတယ်လို့အယူကြီးဆိုမိုးကုတ်မိုးမိတ်ဒေတာကို ကျူးကျော်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်အုပ်စုတပ်တွေကိုတော်လန်ရေးအင်အားစုတွေအနေနဲ့ဆက်လက်တိုက်ခိုက်နေပြီးတပတ်အတွင်းတိုက်ပွဲ၉ကြိမ်ခန့်မနည်းဖြစ်ပွားခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်တပ်ရဲ့အရေးပါတဲ့စခန်းကုန်းတစ်ခုကိုလက်ရသိမ်းပိုက်ထားနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။ဒီကနေ့ထုတ်ပြန်တဲ့အဲ့ဒီထုတ်ပြန်ချက်မှာမိုးကုတ်မိုးမိတ်ဒေတာနောက်ဆုံးအခြေအနေကိုဖော်ပြထားပြီးပြည်သူ့ကာကွယ်ရေးတမတော်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ပြည်သူလူထုနဲ့လက်တွဲပြီးရွရွချွန်ချွန်ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ဆိုပါတယ်။ 2025ခုနှစ်နိုဝင်ဘာလ30ရက်နေ့ဆက်ရှိတူညတူညနာရီချိန်မှစတင်ပြီးမိုးကုတ်မြို့နယ်အတွင်းရှိရန်သူခြေကုပ်ယူလာသောနယ်မြေများကိုမိမိတို့တပ်ဖွဲ့ဝင်များမှအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပါသည်လို့ UNG ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရတိုက်ပွဲတွေစတင်ခဲ့တဲ့2025ခုနှစ်နိုဝင်ဘာလ3ရက်ကနေဒီဇင်ဘာလ6ရက်ထိတပတ်တာကာလအတွင်းတိုက်ပွဲကြီးငယ်ပေါင်း ်ကျိန်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်အနေနဲ့မိုးကုတ်မိုးမိတ်ဒေသစစ်စင်ရေးစစ်ဦးစီးအဖွဲ့ကို2025ခုနှစ်နိုဝင်ဘာလ9ရက်ကစတင်ဖွဲ့စည်းခဲ့ပြီးသက်ဆိုင်ရာဒေသတွင်းရှိ PDF တွေပက္ကဖတွေကိုတသမှတ်သေးတော့အမိန်ပေးကုကဲမှုစနစ်အောက်ကနေစစ်စင်ရေးကိစ္စတွေကိုအနီးကပ်ကြီးကြပ်ကုကဲနေတယ်လို့ဆိုထားပါဗျ။အရင်တပ်ဖွဲ့တွေအပေါ်မှာလုပ်နေတဲ့ကမ်ပိန်းတွေသူတို့တို့ရှာပေးနေတဲ့ငွေတွေ အားလုံးကတောင်းကနေဖြစ်ကုန်တယ်။အဲ့ဒီလူဖြစ်လာတဲ့ခါကျလို့ရှိရင် ထောက်ပို့နေတဲ့ပြည်သူလူထုကလည်းစိတ်ပျက်သွားတယ်။ဘာလို့လဲ။အစိုးရတရက်ပြိုပွဲနေပြီးနော်။လက်နက်ကင်တွေအချင်းချင်းသူ့မင်းသူ့ချင်းဖြစ်နေပြီးစီစီလုံးလုံးမရှိတော့တဲ့အပြင်ယူဟာကြကြဘလို့မှစစ်ရေးကိုမကစားနိုင်တော့ဘူး။တအုပ်နဲ့တအုပ်တစ်ဖွဲ့နဲ့တစ်ဖွဲ့ချိတ်ဆက်မှုမရှိတော့ဘူး။အကောင်ဆုံးဒီ EEOD, EAOD နဲ့အတူ PDF တွေအားလုံးကိုအကောင်ဆုံးချိတ်ဆက်နိုင်တဲ့တစ်ဖွဲ့ဒီတော့ အဖွဲ့စည်းကိုပြပါဆိုရင်အယူကြည့်ပဲဖြစ်တယ်เนาะအဲ့တော့အဲ့ဒီအယူကြည့်ကိုเนาะကျမတို့ကပြန်လဲပြီးတော့ထိန်းចောင်းပေးဖို့လိုအပ်တာအဲ့ဒီလိုမှမဟုတ်ဘဲねကျမတို့ကအယူကြည့် allergic ဖြစ်နေကြရင်တော့ကျမခုနပြောသလိုဝစီပြည်သွားပြီးတော့တော်လန်ရင်းဟာလုံးဝနောက်ပြန်လန်ကျသွားလိမ့်မယ်နော်အခုချိန်မှာ50 50ဖြစ်နေပြီ။ဒါကမှကျမတို့ကဟာလာကျမတို့အစိုးရကိုကျမတို့မကာကွယ်ဘူးဆိုလို့ရှိရင်တော့နိုင်ငံတကာမှာမျက်နှာပြပြီးလို့ပြောနေတဲ့ ဟုတ်လားစကားတွေကအယူကြီးကအာစောက်ပေါ်ကြီးပါဆိုတာဖြစ်သွားတော့မယ်အဲ့တော့အယူကြီးစကားတစ်ခုလေးကိုပဲသူကအခုချိန်မှာနားထောင်ပြီးသွားနေတာဖြစ်တယ်နော်နိုင်ငံတကာမှာဟုတ်လားအေးအိုးလေးနဲ့စကားပြောတာမျိုးမဟုတ်ဘူးအယူကြီးအဖွဲ့စည်းဆိုပြီးတော့စကားပြောတာနော်အဲ့ဒီတော့အဲ့ဒီလိုမျိုးကျမတို့အယူကြီးပြုတ်ပွဲအောင်လုပ်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့တော်လန်ရေးကိုလုံးဝပြုတ်ပွဲအောင်လုပ်လိုက်တာနဲ့အတူတူဖြစ်သွားမယ်အဲ့တော့ကျမတို့က အဓိကနဲ့တမညာကိုခွဲခြားပြီးတွားရအောင်မယ်အယူကြီးကအရန်ကြီးဟုတ်လားအယူကြီးကိုအရန်ကြီးကောက်ဝဲနေတာလားဆိုတော့မဟုတ်ဘူးအယူကြီးကအရန်ကြီးတော်နေတာလားဆိုလို့လေမဟုတ်ဘူးကျမကအယူကြီးပါဝင်နေတဲ့အခန်းကဏ္ဍနဲ့အယူကြီးမပါဝင်နိုင်တော့တဲ့နောက်ပိုင်းအခန်းကဏ္ဍမှာဖြစ်လာမယ့်ဟာတွေကိုဒါပြောပြပေးတာနော်အဲ့တော့ဒါဆိုရင်ဘာလုပ်ရမလဲဟုတ်ပြီအဲ့မှာအယူကြီးကဏ္ဍကိုလာမယ်အယူကြီးဟာနော်ကျမတို့တော်လည်းအစမှာသူလည်းမှန်တက်ခဲ့ရပါပဲ ဲ့ဒါလက်ခံတယ်နော်အဲ့ဒါကိုလက်မခံလို့မင်းအခုလက်မှန်တက်ခဲ့တာအဲ့ဒီမှောင်းနေတာကြီးအများကြီးပဲမလိုအပ်တာတွေဖွဲ့စည်းတယ်မလိုအပ်တဲ့လူတွေနော်ဒါလည်းကျွန်တော်တို့တစ်ဖက်မှာကနားလည်ပေးလို့ရပါတယ်တော်လန်ရေးဆိုတာကတော့ကျွန်တော်တို့ဒီကျွန်တော်တို့ပြည်သူလူထုတော်မှာပြအပြုံမဲ့တဲခွဲတာမဟုတ်ဘူးဟုတ်လားဒီတော်လန်ရေးမှာပြည်သူလူထုပါဝင်မှုတိုင်းသားလက်နက်ကိုင်တွေပါဝင်မှုတိုင်းရင်းသားတွေပါဝင်မှုကျွန်တော်တို့မှာအမျိုးမျိုးဟုတ်လားဆုလက်တောင်းခဲ့ကြတယ်လို့အမျိုးမျိုးလက်អော်ခဲ့ကြတာပဲလीနော်အဲ့တော့အဲ့အချိန်မှာဟာတကူတကူလက်ပါလာမယ်နော်ဟို မြန်မာမှန်တဲ့လူတွေလည်းပါလာမယ်။ဟိုဘက်ကလူလူဒီဘက်ကလူလူကောင်းနေလည်းပါလာမယ်။ဟာလာခုံကူမှတ်ပြီးတော့ဟာဒီနေရာတော့လက်နေပြီငါတော့ဒီနေရာလေးအရရမှာပဲဆိုတဲ့လူတွေလည်းပါလာလိမ့်မယ်။အဲ့တော့အဲ့ဒီအချိန်မှာအယူကြီးကမလို့အပ်တဲ့လူတွေကိုတည်တည်ချာချာစီစစ်ဖို့အချိန်လေးလည်းမပေးခဲ့ဘူး။နော်ဘာလို့လဲဆိုတော့အစိုးရတရက်မှာနော်လွတ်တော်မှာပဲဖြစ်ဖြစ်အစိုးရတရက်မှာပါဝင်ရမယ်အမတ်အမတ်လောင်းဟာတောင်းချီပြီးတော့မှရှိတယ်။အဲ့ဒီအချိန်မှာကျမတို့အယူကြီးကနော်တွေ့တဲ့လူကိုကောက်ထည့်ရတာနော် ဟုတ်လားဟိုတကယ်လူတွေဖမ်းထားရတယ်အသက်ခံရတယ်ပြေးနေရတယ်ဆိုရှိတဲ့လူတွေဖွဲ့စည်းရနည်းနည်းလေးနဲ့စတင်ဖွဲ့စည်းရတာဖြစ်ဒါဒီအခြေအနေတွေကိုကျွန်တော်တို့အယူကြည့်အဖက်ပြန်ပြီးတော့နားလည်ပေးဖို့လိုတယ်အဲ့လိုဖွဲ့စည်းလာတဲ့ခါကျတော့အယူကြည့်မှာမလိုအပ်တဲ့ဖောင်းပွားနေတဲ့ဖိဆာရက်တွေဖြစ်ခဲ့နော်မလိုအပ်တဲ့နဲ့ပတ်စံတွေတုံးနေရတယ်ဝန်ကြီးဌာနတွေနော်ဒီကလေးတကယ်စောက်ရှောက်ရင်ဝန်ကြီးဌာနတွေဒါတွေကမလိုအပ်ပါဒါပေမဲ့ အခုချိန်မှာမှမလို့အပ်ဘူးလို့မြင်ခဲ့တာအဲ့ဒီတုန်းကတော့လိုအပ်တယ်လို့ကျမတို့လည်းမြင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်နိုင်ငံတကာကိုဟာလာကျမတို့ကတကယ်ကိုမှအစိုးရကြစ်ကြစ်လေးလေးဖွဲ့စည်းထားတယ်အစိုးရတရက်ပါဆိုတော့ထုတ်ပြမှုတွေဟိုလိုအပ်နေတဲ့ဒီဌာနတွေဌာနတွေကိုဖွဲ့စည်းလိုက်တာပေါ့ကျမတို့ကနိုင်ငံရေးမူဝါဒအတိုင်းတွောလိုက်တာပေါ့နော်ကျမတို့အရင်ကြီးက ဟာတော့တော်လန်ရေးကိုတော်လန်ရေးနဲ့တူအောင်သွားလိုက်တာမဟုတ်ခင်ねနှစ်ဖက်လုံးကိုတမတော်တော်လန်ရေးတစ်ဖက်မှာလည်းစစ်တိုက်ရမယ်တစ်ဖက်မှာလည်းဒီဝင်ငွေစည်းစင်းမှုတော်လန်ရေးတစ်ဖွဲ့တွေကိုထိန်းချုပ်မှုဆက်နွယ်မှုဒါတွေလည်းလုပ်ရမယ်အဲ့ဒီလိုအဲ့ဒီခုလေးကိုပဲလုပ်လို့ရလားဆိုတော့ဟုတ်တစ်ဖက်မှာနိုင်ငံတကာနဲ့ဆက်ဆံရေးရတယ်အင်မတန်မှအရေးကြီးတယ်တကယ်တမ်းကျရင်စစ်ရေးတပ်ပေါ်အရေးကြီးတာပဲအဲ့ဒီနိုင်ငံကဆက်ဆံရေးပဲနော်အဲ့တော့အဲ့ဒီလိုမျိုးလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်အယုဒ္ဓိမှာအမားတွေရှိခဲ့တယ်နော်နောက်ခုကဒီအယုဒ္ဓိဟာလည်းမှန်တက်ခဲ့တယ်ပြည်သူလူထုအင်အားကိုကြည့်ပြီးမှန်တက်ခဲ့တာဖြစ်တယ်အဲ့ဒါလေးလေးသူတို့မှားခဲ့ ဆီယာမမတဲတဲအေးရဲ့ခွဲခြမ်းစိတ်ဖြာမှုအရာ NUG ရဲ့အခန်းကဏ္ဍဟာစစ်အာဏာရှင်ကိုစန့်ကျင်ရာတွင်တော်လန်ရေးအင်အားစုများကြားဗဟိုချက်မှဖြစ်စေခြင်းပြည်သူလူထုရဲ့ထောက်ခံယုံကြည်မှုရယူထားခြင်းနဲ့နိုင်ငံတကာမဟာမိတ်များအတွက်တရားဝင်ဆက်သွယ်ရန်လမ်းကြောင်းတစ်ခုဖန်တီးပေးခြင်းစတဲ့အဓိကအတာချက်၃ခုကိုပေးဆွနေတာကိုတွေ့ရပါတယ်ဒီချက်တွေသာမရှိခဲ့ရင်တော်လန်ရေးဟာအလွယ်တကူပြိုကွဲနိုင်တာမို့ NUG ရဲ့ပြုပြင်ပြောင်းလဲရေးလိုအပ်ချက်များနဲ့အတူရင်းဤတရှိမှုကအရေးကြီးဆက်ဖြစ်ကြောင်းတုံ့တက်တင်ပြရင်းဤကုန်းချုပ်လိုက်ပါတယ်။